အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောမယ့်အကြောင်းအရာကတော့မြူနင်းတို့ထောင်ရောက်ဝေဆိုတဲ့ဇလန်တွင်နဲ့ပတ်သက်ပြီးပြောမှာဖြစ်ပါတယ်အတိကပြောချင်တာကတော့နင်းနေတဲ့စနိုးလေးကနောက်ပိုင်းမှာညားမှာလားတော့ကင်းမှာလားဆိုတော့ဝိထုအတိုင်းကြည့်မယ်ဆိုရင်အရန်ချစ်ရတဲ့ချစ်သူနူဦးကရှင်းစင်နောက်စင်တော့ကင်းကြမှာဖြစ်တယ်ဒါဝိထုအတိုင်းညားသောအဖြစ်တော့ဝိထုအတိုင်းဝိထုကိုမပြင်မဲနဲ့ဝိထုအတိုင်းတယောက်ဆောင်ကြတာညားတယ် နော်ဆိုတော့သူတို့နေနေနဲ့စနိုးလေးကသူတို့နှုတ်ဦးကအရင်ချစ်တဲ့ချစ်သူနှုတ်ဦးဖြစ်သွားမယ်ရှစ်စစ်နောက်စင်လည်းတော်ကြကြမှာဖြစ်တယ်ဆိုတော့သူတို့နှုတ်ဦးတော်ကြကြတဲ့အခါမှာသူတို့ရဲ့အောက်ကူလေးကိုတူတူထားမှာဖြစ်ပါတယ်သူတို့ရဲ့အချစ်ကလည်းကလောတခွင်မှာဟောင်းလေးဟောင်းလေးတချောချောနဲ့ပြန့်နှံ့သွားမယ်ကပြင်းမတန်တင်သွားမယ်အရင်ချစ်တဲ့ချစ်သူနှုတ်ဦးကအဲ့ကလောတခွင်မှာ သူတို့ရဲ့အချစ်က ကပြေးမှတ်တမ်းတင်သွားပါမယ်။လူပြောပုံရာကြည့်ရတာတော့လေနနေ့ခြေောက်တည်းကနိုင်ငံသားမှသွက်ကုတာတော့ပြန်မကောင်းနိုင်တော့ဘူးထင်တယ်နော်။ဘာလို့လဲဆိုတော့သူမိုးနေရလေးသိတယ်မလားနင်နေကလုံးဝပြန်မလာတော့ဘူးပြောတယ်ဆိုတော့နင်နေကလည်းသူ့ခြေောက်တည်းမကောင်းတော့မှန်းသိလို့ပြန်မလာတော့တာထင်တယ်သူပြန်လာလို့ရှိရင်စနိုးကသူ့ကိုပြုစုလဲဆိုတာသိတယ်ကွာသိရမလားအဲ့တော့စနိုးကဒုက္ခပေးတယ်လို့ဖြစ်မှာစိုးလို့ဆိုပြီးတော့ပြန်မလာတော့ဘူးပြောလိုက်တယ်ဆိုတော့နင်နေခြေောက်တည်းပြန်မကောင်းတော့ဘူးထင်တယ်နော်ပြီးတော့စနိုးကလည်းနမိုးနေရဖြစ်နေတဲ့အခါကျတော့တော်ကေမှလည်းမသိဘူးနော်စနိုးက ဇက်ကဘလို့ဖြစ်နေလဲဆိုတော့ဟိုလှဲ့ွက်တွေအရန်များနေတဲ့အခါကျတော့ဝိတုတွေကလို့ပဲမင်းသမီးရတကယ်တော့ကင်ပါလားဒါမှမဟုတ်လို့ရှိရင်အခုကကောင်းနေတဲ့ဟာကြီးလည်းတွေ့နေတဲ့အခါကျတော့မတော်ကင်ဘူးလားအဲ့လိုမျိုးတွေဖြစ်နေရပါသေးတယ်ပြီးတော့အပိုင်းကလည်းကွာ30ကျော်ထိဆိုတဲ့အခါကျတော့ဒီဇက်ကတော်တော်လေးကိုရှိတာသိလားဒါမှမဟုတ်လို့ရှိရင်အဲတကယ်ပဲမင်းသမီးကမတော်ကင်တော့ဒါကိုသိကျင်တယ်ကွာမြန်မြန်လေးဟုတ်တယ်မလားအခုကဇလန်းရတအားဆွဲဆန့်နေဟိုတီတီဘူးဆိုလို့ရှိရင်လည်းသူကသူဒီ ကိုပါစီးထွက်သွားရင်ကွာသိလားနေနေဆိုလို့ရှိရင်လည်းအခုနိုင်ငံသားမှာစီးသွားကုန်နေပြီဆိုတော့ဇလန်အသိပြီးတော့ပြရတာမရှိတော့ပြရတဲ့သူတွေကလည်းစက်တန်ငန်းငန်းနဲ့စောင့်နေရတာเนาะအဆင်မပြေမင်းသမီးကလည်းတော်ကင်မယ်ဆိုရင်လည်းမြန်မြန်တော်ပြီးတော့မတော်ကင်ဘူးဆိုလို့ရှိရင်လည်းမင်းသားနေနေနဲ့တာပေးညာလိုက်တော့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းတီတီဦးနဲ့တာပေးစားလိုက်တော့မယ်တီတီဦးကမှမပေးစားဘူးတီတီဦးနဲ့လည်းမညာဘူးဆိုလို့ရှိရင်လည်းငါတို့ပဲယူလိုက်တော့မယ်เนาะ